ရုပ်မာတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ဘယ်တော့မှမတွေ့ရစေနဲ့တာသူသူရဲ့ဆန္ဒเนาะကိုကိုဆူတောင်းရင်အဲ့လိုပဲဆူတောင်းအောင်ရုပ်မာတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ဘယ်တော့မှမဆုံမရစေနဲ့ဒါဖြင့်ပါပိဿရှုံးမှန်တဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်ဆိုတာဘာလဲမမမကန်တဲ့နီလန်းနဲ့ချီးမွမ်းခံခြင်းတဲ့ပုဂ္ဂိုလ်တွေ ထက်တန်းရောက်ချင်တဲ့ပုံကိုယ်လေးအဲ့ဒီပုံကိုယ်မျိုးကိုပပိဆာလို့ခေါ်တယ်နော်ကိုယ်မတကယ်ရည်ချင်းမရှိဘဲနဲ့အထက်တန်းကိုတက်ချင်တယ်ရည်ချင်းရှိအောင်မလုပ်ဘဲနဲ့ဖြတ်တန်းကနေလှုပ်တယ်အဲ့ဒီလိုပုံကိုယ်တွေဟာမမမကန်နဲ့အောက်တန်းကျတဲ့စိတ်ဓာတ်တွေရှိတယ်လို့သူတို့ဆိုလို့တယ်ပေါ့အပြစ်ရှိလာပြန်တော့အပြစ်ကိုဖုံးကွယ်တယ်လူကောင်း လူတော်ဟောင်းဟန်ဆောင်တတ်တယ်အဲ့လိုဟန်ဆောင်တတ်တဲ့ပုဂ္ဂိုလ်မျိုးတွေ ਨੇ ဘယ်တော့မှမဆုံတွေ့ပါရစေနဲ့ဒါသူလူကိုရွေးချယ်တယ်ပေါင်းသင်းဆက်ဆံမှုလူကိုရွေးချယ်တယ်အဲ့လိုရွေးချယ်ကုတိတော်ဟိနဝီရိယောတဲ့ကုတိတော်ဆိုတာပြင်းတဲ့ပုဂ္ဂိုလ်ပြင်းတယ်ဆိုတာဘယ်ကိစ္စမှပြင်းတာလဲလို့စဉ်းစားကြည့် ဒီနေရာမှာဆိုလိုတဲ့ကုတိတာဆိုတာပါတော့စေလောကီစီပွားရေးလုပ်ဖို့ရပြင်နာတို့အလုံးမလုံးချင်းတဲ့အပြင်းတို့အဲ့ဒါမျိုးလည်းရှိတယ်နော်အဲ့ဒီအပြင်းကဘာဖြစ်လဲဆိုအလုံးမလုံးချင်းမှုဆိုရင်ជីပွားတုတ်တက်မှုမရတော့ဘူးဒီပုဂ္ဂိုလ်စာတရားမဲ့အချိန်စာမတင်ဘူးစာကျက်မှာပြင်းနေဆိုသူကအောင်မြင်ជីပွားမှုမရှိတော့အဲ့ပုဂ္ဂိုလ်မျိုးအလုံးမလုံးချင်းမှုပြင်းနေဆိုတဲ့ပုဂ္ဂိုလ်တွေလည်းတုတ်တက်မှုမရနိုင်တဲ့ပုဂ္ဂိုလ်တွေ ဒီနေရာမှာတော့တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ကိုယ်ရင်ထဲမှာမကောင်းတဲ့အတွေးတွေရှိနေပါရဲ့တန်းနဲ့အဲ့ဒီမကောင်းတဲ့အတွေးတွေကိုလက်ခံကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ဟာကုသတာပြည်သူလို့ဒီလိုခေါ်တာနော်မကောင်းတဲ့အတွေးတွေစိတ်ကူးရင်နေတယ်မကောင်းတဲ့အကုသိုလ်နဲ့ပတ်သက်တဲ့လောဘနဲ့အတွေးဒေါသနဲ့အတွေးတွေကိုစိတ်ကူးရင်လက်ခံပြီးတော့ဒီအတွေးပေါ်မှာ နေတဲ့ပုဂ္ဂိုလ်ကိုကုတိတာလို့ခေါ်တယ်။ပြင်းရည်သူဘယ်တော့မှအထက်တန်းရောက်လာမှာမဟုတ်ဘူး။ဒါကြောင့်မို့ကုသိတေနအာဂရိနသီရတိတိကုတိတော်ရုပ်ပြည့်စင်းမြတ်ဆုံးဆုံးမြုပ်သွားတဲ့ပုဂ္ဂိုလ်ဂုံတိတ်ခါအပြင်မပေါ်တော့ဘူး။ပြင်းတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှအထက်မရောက်လာဘူးလို့သူတို့ဆိုလို့ပေါ့။ကုတိတော်ဟိနဝီရိယော လုံလဝိရိယရေရောနေတဲ့ပုဂ္ဂိုလ်လုံလဝိရိယဆိုတာဘာလို့ပြောရမယ်ဆိုလို့ရှိရင်လောကီစည်းဝါးရေးမှာလည်းလုံလဝိရိယဆိုတာလိုအပ်တယ်တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်လည်းခုနကမကောင်းတဲ့စိတ်တွေကိုတွန်းလှန်ဖယ်ရှားဖို့ကြိုးစားရမယ်ကောင်းတဲ့စိတ်တွေမွေးမြူဖို့တိုးတက်ဖို့ကြိုးစားရမယ်အဲ့ဒီကြိုးစားမှုနှစ်ပြတ်ရှိကိုရှိရမယ်နော်ကိုယ်ရင်ထဲမှာမကောင်းတဲ့စိတ်တွေရှိနေတာကိုမဖယ်ရှားပဲ ကောင်းတဲ့စိတ်တွေမရှိတာကိုရအောင်မကြိုးစားပဲနေဟိတဝိရိယလို့ခေါ်တယ်ဟိတဝိရိယလို့ခေါ်တယ်အဲ့ဒါမျိုးမဖြစ်အောင်ကိုယ်မှာတီလာမရှိသေးရင်တီလာရှိအောင်ကြိုးစားတီလာတွေပြင်းပြင်းနေတယ်ဆိုရင်နောက်ထပ်အကျင့်မပြတ်အောင်ဖယ်ရှားဖို့ကြိုးစားအောင်အကုသိုလ်တွေကိုဖယ်ရှားဖို့ကြိုးစားအောင်ပဲ အဲ့ဒါလူမကြိုးစားဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာလောကမှာလူတော်လူကောင်းဖြစ်လာဖို့မရှိဘူးမကောင်းတာတွေကိုဖယ်ရှားဖို့ကြိုးစားခြင်းကောင်းတဲ့အရာတွေကိုယ်တဏမှာဖြစ်ပေါ်လာအောင်ကြိုးစားခြင်းဆိုတဲ့ဒီကြိုးစားမှုနှစ်ရပ်ဟာအရေးကြီးဆုံးပဲတနည်းအားဖြင့်ခွဲလို့ရှိရင်ကြိုးစားမှု၄မျိုးဆိုတဲ့တမပ္ပဏတရား၄ပါးလို့ခေါ်တယ်မဖြစ်သေးတဲ့အကုသိုလ်တရားတွေမဖြစ်ရအောင် ဖြစ်ပြီးသားအကုသိုလ်တရားတွေကိုဖယ်ရှားပြစ်ဖို့ကြိုးစားရမယ်။မကောင်းတာနဲ့ပတ်သက်ပြီးနှစ်ခုဥပမာမေလူတယောက်ဟာစိတ်တူရတဲ့စိတ်ခဏခဏဆိုးရတဲ့ဆိုစိတ်ဆိုးတာအကုသိုလ်ပဲလေ။အဲဒီစိတ်တူထက်တဲ့စိတ်ဆိုးရတဲ့ဆိုတာကိုမဖြစ်အောင်ထိန်းသိမ်းဆောင်ရှောက်။ထိန်းသိမ်းဆောင်ရှောက်ရတဲ့အတန်းနဲ့စိတ်ဆိုးမှုပေါ်လာလို့ရှိရင်လေရှင်ထဲမှာကြာရှည်မခံအောင်တွန့်လန့်ဖယ်ရှားအောင် အဲ့ဒါမှဝီရိယရှိတယ်လို့ခေါ်တယ်နောက်တစ်ခါမေတ္တာခေါင်းပါတယ်မေတ္တာခေါင်းပါနေတယ်ဆိုရင်မေတ္တာတရားကိုယ်ရင်ထဲမှာတည်ဆောက်ဖို့ကြိုးစားတည်ဆောက်ပြီးလို့ရှိရင်လည်းတိုးတက်များပြားပြီးအရှိန်အဝါကြီးမားလာအောင်ကြိုးစားဒီလိုဆုံးလို့ပေါ့ကောင်းတဲ့ဟာကိုတည်ဆောက်ရမယ်ရလာပြီးရင်တိုးတက်အောင်လုပ်ရမယ်အဲ့ဒါကိုသမဗ္ဗရံတရား၄ပါးလို့ခေါ်တယ် ကိုယ်မှတီလာမရှိသေးရင်ရှိအောင်လုပ်ရမယ်ရှိပြီးရင်ပူပြီးတော့မြတ်မြတ်နုံနုံနဲ့ထိမ့်သိဆော့ဆော့တောင်းအကျိုးစားအဲ့ဒါမှလူ့ဘဝမြင့်တက်လာမှာဖြစ်တယ်ဒီလိုဆုံးလို့တယ်ပေါ့အဲ့တော့ရှင်သာရိပုတ္တရာမထေရကကြည့်တယ်ပြင်းကြီးတဲ့ပုဂ္ဂိုလ်လုံလဝီရိယမရှိတဲ့ပုဂ္ဂိုလ်မျိုးနဲ့ဘယ်တော့မှမဆုံတွဲခြင်းဘူးတဲ့ဘယ်တော့မှလည်းတိုးတက်မဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလေဒီလိုပုဂ္ဂိုလ်မျိုးတွေနော်မဆုံတွဲခြင်းဘူးတဲ့အပတုတော် အနာရထောကိနလောကသမိန်ကိန်တိယတချို့ကတင်ယူရမှလေးလာရမှအဘိဓမ္မာပြင်းတယ်မတင်ယူခြင်းမူကြာဘူးနာဝဘောဓုတ္တအလွန်နဲတယ်ဘောဓုတ္တမရှိဘူးဘုရားဘာသာဝင် ဖြစ်လာတယ်ဖခင်ဘာကြောင့်ကိုးကွယ်ရတယ်နော်ဒုသနမှာဘလို့ရှိရမလဲတိလဘာကြောင့်ဆောင်းသင့်နေဒါနာကုသိုလ်ဆိုဘာကြောင့်လိုရတယ်ဆိုတဲ့ ကြာဘူးနဝကစပြီးတော့သင်ကြားထားတာဘာတစ်ခုမှမရှိသူများတွေသင်ကြတယ်အဘိဓမ္မာကိုယ်ကဘာမှမသိဘူးသင်ခြင်းနဲ့စိတ်လည်းမရှိဘူးဆိုဒါမဟုတ်သေးနော်အပတုတ္တအာအဘိဓမ္မာတွေသင်ကြတယ်ဝိသုဒ္ဓိမေတ္တီသင်ကြတယ်ဖျားဟောတဲ့တရားဓမ္မတွေနဲ့သင်ကြားဖတ်ယူနာယူမှုဖတ်ရှုမှုဆိုတဲ့သင်ကြားမှုတွေတစ်ခုမှမရှိဘူးဆိုရင် သူဟာဘာတစ်ခုမှသိမှာမဟုတ်ဘူးပေါ့။လောကီနဲ့ပတ်သက်ပြီးတော့လည်းသင်ကြားမှုမရှိဘူးဆိုရင်ချိပွားတွတ်တဲ့မှုကဘာအသိဉာဏ်မှရှိမှာမဟုတ်ဘူး။အဲဒါလိုအပတုတ္တဘောဓုတ္တနေပြီးတော့သင်ကြားမှုအားနေတဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့လည်းမဆုံရင်ဘူး။အနာတတော်လူဆိုတာပတ်ဝန်းကျင် ကိုကိုပဲလေးစားရမယ်ကိုပဝန်းကျင်ကိုလည်းလေးစားရတယ်ပုဂ္ဂိုလ်လည်းမလေးစားဘူးတရားလည်းမလေးစားဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာလောကမှာကြီးပွားမဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့လေးစားမှုကင်းတဲ့ပုဂ္ဂိုလ်မျိုးနဲ့လည်းဘယ်တော့မှမတွေ့ချင်ဘူးဘာကြောင့်လို့ဆိုရင်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးနဲ့တွေ့လို့ဘယ်လိုလုပ်ပြီးတော့လောကမှာဘာကြောင့်ဘာအကျိုးရအောင်မှာတော့ဘာမှမရဘူးနော်ကိနလောကသမိန်ဂိန်တိယာ အဲ့ဒီပုံကိုယ်တွေမှာတိုးတက်เสียလမ်းဆုံးတော့တခုမှမရှိဘူးဘာမှဖြစ်လာမှာမဟုတ်သည့်အတွက်ကြောင့်သူတို့ ਨੇ ဆုံတွေ့ရခြင်းဟာအလကားပဲတံမိုးထထပုံကိုကြည့်ရအောင်နော်ကိုယ် ਨੇ ဆုံတဲ့ပုဂ္ဂိုလ်ဟာဟိုဘောဓုတ္တရှိတဲ့ပုဂ္ဂိုလ်ဆိုရင်သူเสียဘောဓုတ္တစကားတွေမကြမ်းနိုင်ရပြီဘူးလားကြမ်းနိုင်သူစူးစမ်းတဲ့ပုံတွေကိုသိရတဲ့အခါကိုယ်လည်းစူးစမ်းခြင်းစိတ်ဖြစ်လာ သူစိတ်ကောင်းနှလုံးကောင်းရှိတယ်ဆိုရင်ကိုယ်လည်းစိတ်ကောင်းနှလုံးကောင်းမွေးလာဖို့အနေထားမျိုးပဲရှိအဲ့ဒီလိုမှမဟုတ်ဘဲနဲ့စိတ်ကောင်းနှလုံးကောင်းမရှိစူးစမ်းအထုံမှုမရှိဘောဓုတ္တမရှိတဲ့ပုဂ္ဂိုလ်နဲ့နေလို့ရတော့လောကကြီးမှာဘာမှ ဖြစ်လာမှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့အဲ့ဒီပုဂ္ဂိုလ်တွေနဲ့မဆုံစည်းချင်ဘူးဘုန်းကြီးတို့တွေလည်းအဲ့ဒီလိုဆန္ဒထားရမှာဖြစ်တယ်